။ဒီနေ့ရုရှားမှာပြုတ်ရတဲ့ပွဲမှာတော့ရုရှားကနေပြီးတော့မြန်မာတချင်းကိုတီဆူပေးလို့ဆိုပြီးဘောမရက်ကွက်မှာတော့တောင်းတောင်းဖြတ်ဖြတ်နဲ့ကျူဆူပြီးတော့အပိနေကြတော့တွေ့ရပါတယ်။ဒါသူတို့ရဲ့ဘောမရက်ကွက်ကနေပြီးတော့သူတို့ရဲ့ပေးမင်းအောင်လိုင်းကိုအပိထားတော့ကျွန်တော်တို့လည်းဆိုင်ပါဘူး။ဒါပေမဲ့တခုရှိတာကသူတို့ရဲ့ပြောစကားကဘာလဲဆိုရင်ခုလိုမျိုးရုရှားကနေပြီးတော့မြန်မာတချင်းကိုခုလိုမျိုးစူပေးနေတာကိုအမေစုတာသိမယ်ဆိုရင်ဘလောက်ဖြီတော်မှ တိတ်မနိုင်ခဲမနိုင်ဝမ်းသာနေလေလို့ပြောတဲ့အတွက်ကျွန်တော်အနေနဲ့အမေစုဝမ်းသာမယ်တစ်ချိန်လေးနဲ့သူတို့ရုရှားဖြစ်ပြီးမလို့ပေါင်းဆက်ပြလိုက်ပါတယ်။ online မျိုးတွေအားလုံးပဲဒီနေ့ရဲ့ဗီဒီယိုတွေဆုံးဖြတ်ချက်ရှိဖို့ဒီနေ့ကနေပြီးတော့ထပ်မံတောင်းဆိုပေးပါတယ်။ ။အဲဘောမရမင်းတို့ပြောသလိုပဲဒီရှင်းဆိုရင်တော့မေစုကလုံးဝကိုကြိုက်မှာတော့အသေးကြပါပဲ။တရားရကလည်းအသေးကြပါပဲ။တော်လံမျိုးတွေအားလုံးပဲငလင်ဘေးနဲ့မေဘေးတံမှာအမြန်ဆုံးကင်းဝေးကြပါသည်လို့ဆုတောင်းပေးနေတဲ့ကျွန်တော်ရဲ့ကိုကြက် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ ဒီလိုလေးရေရှင်မလို့သွားပေးခင်မှာတော့ယနေ့မေလ9ရက်နေ့ရဲ့ညပိုင်းထိနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြဆောင်ဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲစုံနေချီးပို့ဒီနိုင်ငံကမျိုးထမှန်တောင်းဆိုလိုက်ပါရယ်ရောင်းသုံးသတင်းတွေပုံနေကတော့စီယန်နာရှင်စနစ်အမြင့်ပြတ်ဂုံငင်းရေးအတွက်မလျှော်တန်းစတော်လန်သွားမိဖြစ်ကြောင်းမျိုးသားညွေဆိုးရယာယီသမရဒူဝလာရှီလာကနေပြီးပြောကြလိုက်ပြီးပြည်သူကာကွယ်တပ်မတော် PDF ရဲဘော်များနေဖြင့်လဲအဲ့ဒီပန်းနိုင်ကိုမျက်ခြေမပြတ်ရန်လူကြောင်းကိုလည်းမှာကြားခဲ့ပါရယ် ဒါကတော့မေလ9ရက်နေ့မှာကြောက်ရွံ့ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့စည်းချင်း၄နှစ်ပြည့်ထိမ့်မှန်မင်းကုန်းမှာအခုကဲ့သို့ပြောကြားခဲ့တာဖြစ်ပါတယ်။တော်လိုင်းဆိုဒီမှာနေအမြင့်အတက်အကျအချိုးအကွေ့ညောင်များစွာရှိကြောင်းလည်းပြောခဲ့ပါတယ်။တော်လိုင်းခီးစဉ်ဆိုတာအစဉ်အမြဲချုံးမွေနေတာမဟုတ်တလို့အမြဲတမ်းအသမထဲဖြစ်တွန်းနေတာလည်းမရှိတတ်ဘူးဆိုပြီးတော့ဘောပေါက်ကြဘူးလေလူချောင်းနဲ့နေမြင့်တက်ကြချိုးကွေတွေမှာမူလာပန်းနိုင်ပေါ်မျက်ခြေမပြတ်ဖို့လိုပါတယ်လို့လည်းယာယီသမ္မတကြီးကလည်းပြောပြောကြားခဲ့တာဖြစ်ပါတယ်။စေနာသိမ်းမှုကိုတော်လိုင်းဟန်ပေါက်ပေါက်လာခဲ့တဲ့ ပီဒီအက်တမတော်ဟာလင်းနေတာရှိတော့လဲနှစ်ပေါင်း80ကျော်ခင်မီလက်နက်များစစ်တပ်ဆင်ထားတဲ့ဆီယနာရှင်ထောက်တိုင်းတည်ရန်နေရများကိုတုံ့နှုတ်ခြောက်ခြားသည်သည့်ထိစစ်ရေးဆရာများကင်လှုပ်နိုင်ခဲ့တယ်လို့လည်းယာယီတမတော်ကြီးကပြောကြားခဲ့ပါတယ်ဆီယနာရှင်စနစ်ကိုယွန်းရှာမုံဒီစိတ်ထက်ပြင်းထန်တဲ့ပြည်သူလူထုတော်လှန်ရေးပေါ်မှာပြင်းပြတဲ့ခံယူချက်ကြောင့်ချိန်တူကာလာတွင်းမှာပဲအာနာသိန်းစစ်ကောင်စီတောက်ခံရင်းတဖွဲ့အမြောက်အများကိုခြေမုံတော်လှန်နိုင်ခြင်းဖြစ်တယ်လို့လည်းပြောထားပါတယ်ဒီလိုလုံနိုင်တာဟာတိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးဖွဲ့အစည်းတွေရဲ့ ပြည်သူ့ကာကွယ်တပ်မတော်ပေါ်ဝိုင်းဝန်ကျေးဇူးပြုမှုတွေကြောင့်လည်းပေါင်ဝင်တွေလည်းယာယီသမတာကြီးကပြီးတော့တိုင်းရင်းသားဖွဲ့စည်းတွေကိုအမှန်ပြောထားပါဗျ။စစ်မှန်တဲ့တော်လိုင်းရည်တည်သားလင်းစစ်မှန်သည့်တော်လိုင်းအောင်မဖြစ်မီဟုခံတီးနိုင်တယ်လို့လည်းယုံကြည်ကြောင်းပြောထားပါဗျ။ဒီနေ့တော့အတွင်းမှာလည်းပြည်သူ့ကာကွယ်တပ်မတော်သားများဟာပြည်သူလူထုရဲ့လမ်းညွန်မှုကိုခံယူပြီးလက်နက်ကင်တော်လိုင်းလမ်းစဉ်ကိုလေးနက်စွာရှောင်လန်းခဲ့လို့လည်းယာယီသမတာကြီးကပြောထားပါဗျ။အဲဒီမှာကြစ်လက်တဲ့အမိန်ပေးကိုကဲမှုများနဲ့ဆက်လက်တိဆောက်ကြရမည်ဟုလည်း ယာယီသမရကြီးကပြောကြပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ဖြစ်တည်မှုကိုလေးနက်စွာနားလည်သဘောပေါက်ကြရမယ်လို့လည်းပြောထားတာကိုတွေ့ရှိရပါတယ်။ကျွန်တော်အခုပြောတဲ့အချက်ဟာလက်နက်ကင်လမ်းစဉ်နဲ့လူလူလမ်းစဉ်ရှင်တွဲနေတဲ့နေရာမှာခိုင်မာသောနိုင်ငံရေးမြင့်တက်ကိုလေးနက်စွာခံယူထားရကိုပြောတာဖြစ်နေပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အခြေခံမူဟာပြည်သူကိုကာကွယ်ဖို့ဖြစ်ပြီးပြည်သူကိုရန်ပြုဖို့မဟုတ်ဘူးဆိုတာကိုလေးလေးနက်နက်ခံယူထားဖို့လည်းလိုပါတယ်။ ကျွန်တော်တို့ဟာရန်သူကိုမီးလို့ကျင်ပြီးပြည်သူပေါ်ရေလို့ကျင့်မှုလည်းလိုပါတယ်။ဒါပြင်ကျွန်တော်တို့ဟာရန်သူပေါ်နေလို့ကျင်ပြီးပြည်သူပေါ်လာလို့ကျင့်မှုလည်းလိုပါတယ်ဆိုပြီးတော့ဒါရီသမနာကြီးကမင်းကုန်းပြောခဲ့ပါတယ်။ဒါကိုကြည့်ရမယ့်တော်လိုင်းရဲဘော်ဒီအနေနဲ့ပြည်သူပေါ်ကိုလုံးဝကိုမှပဲတရားခိုင်တော့အောက်ရှူကြည့်ကြဖို့လေဒီနေရာကပြီးထက်မှန်ပဲအတိပေးကျင်ပါတယ်။နောက်ထပ်သတင်းတွေမှာတော့တော်လိုင်းတက်တဲ့ဘက်ကနေပြီးတော့တပ်ပေါင်းစီတွေဖွဲ့တာကိုတစ်ဖက်ကလည်းအားကြနေပုံရပါတယ်။ အထွေဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုရဖွဲ့စည်းရန်နဲ့ဖွဲ့စည်းပုံကိုခြေခံဥပဒေရေးဆွဲရန်အပေါင်းဝင်အချက်၅ချက်ကိုစစ်ကောင်စီနဲ့အပြည့်ရက်လက်မှတ်ရေးထိုးထားသောရှမ်း RCSS အဖွဲ့ပါဝင်တိုင်းဒါအဖွဲ့ခုနှစ်ခုကနေပြီးတော့ဒီနေ့မှထုတ်ပြန်လိုက်ပါတယ်။ဟာလက်ရှိနိုင်ငံတွင်းရင်ဆိုင်နေရတဲ့နိုင်ငံရေးချက်တွေကိုကျော်လွှမ်းနိုင်ရေးအတွက် EU ခုနှစ်ဖွဲ့ကနေပြီးချမှတ်ထားတဲ့ Federal Democracy အသွင်ပြောင်းကူးပြောင်းရေးစီစဉ်ကိုပြန်လည်သုံးသပ်ပြင်ဆင်နိုင်ခဲ့ကြပြီးရှစ်လုံငန်းစီများဆိုင်ရာလက်ညှိုးသဘောထားကိုချမှတ်ခဲ့ကြောင်းသိရှိရပါတယ်။အတော်ဒီမိုကရေစီကူးပြောင်းရေးအစီအစဉ်မှာအဆိုပြုချက်များမှာတော့ပြည်ပခါမှာ ပေါင်ဝင်သူဖွဲ့များအားလုံးဟာတနိုင်ငံလုံးတိုင်းတာနဲ့ကြိုတင်စည်းကမ်းသတ်မှတ်ချက်မရှိဘဲပြည်ပခါမှာပေါင်ဝင်သည့်အစုဖွဲ့များအားလုံးဟာပြည့်ရက်ကြီးညာရန်သဆိုင်သူများအကြားပက်ထရီမိုဒစီပြည်တော်စုဆိုင်ရာဂရီးဝဲပြုရန်ပက်ထရီမိုဒစီအတွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရန်ပက်ထရီမိုဒစီပြည်တော်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်နဲ့ပက်ထရီမိုဒစီအဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီရွေးကောက်ပွဲကိုကျင်းပရန်လို့ဖြစ်တယ်လို့ပြောထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ကြေညာပတ်သက်ပြီး7 EAO တွေကနေပြီးတော့တည်င်းနဲ့ပြန်ကြားရေးတာဝန်ရှိသူများကပြောထားတာကိုတွေ့ရှိရပါတယ်။ ဒီဖွဲ့တွေကတော့ကျန်း RCS မွန် NMSP ရခိုင် AAP ပို့အုပ်အဖွဲ့လာဟု ADU ကရင် DGB နဲ့ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLAPC တို့ကနေပြီးတော့ အောင်ဝင်ကြောင်းသိရှိရပါတယ်ခုလိုမျိုးထုတ်ပြန်မှုနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုကနေပြီးတော့ပြောသွားတဲ့စကားကတော့ခုံးနဲ့ပါပဲသူတို့တို့တို့ပါပဲပုံစားမရတဲ့ဖွဲ့စည်းတွေဆိုပြီးတော့ပြောသွားတာကိုလည်းသိရှိခဲ့ရပါတယ်နောက်ထပ်သတင်းပေါ်ကတော့သခိုင်းတိုင်းစားလင်းကြီးမျိုးနဲ့မှာမုံရပသိန်လမ်းမမှာရှိတဲ့တရုတ်ဝမ်ပေါင်ကုမ္ပဏီနီးမှာလုံခြုံရေးကိယူနေသောစစ်တပ်ကိုတိုက်ခိုက်ရမှာတော့စစ်သား6ဦးသေဆုံးခဲ့ကြောင်း Black Eagle APDF ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်ထူထပ်ကမှုတွေမှာတော့အချမ်းမစစ်တပ်မှာစစ်သား6ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားကြောင်း က်ခတ်မှုဖြစ်ပွားပြီးနောက်တွန်လိုင်းရဲဘော်များတော့ထိခိုက်မရှိပြန်နဲ့စုခွာနိုင်ကြောင်းသိရှိရပါတယ်အထက်ကအမိန်အမရှိလို့ပါအထက်ကအမိန်အရှိရင်တော့ဝမ်ပေါင်မကလို့ဘယ်နိုင်ငံကတရုတ်ကအကောင်တွေပဲဖြစ်ဖြစ်ဘယ်လိုစိတ်ယုံတွေပဲပိုင်ဆိုင်ဆိုင်အကုန်လုံးကိုဖြိုခွင်းပစ်တယ်ဆိုပြီးတော့လည်းပြောထားတာတွေ့ရှိရပါတယ်ဒါကိုကြည်ချင်းအဖြစ်ကော်လိုင်းတက်တီအနေနဲ့ထိန်းချုပ်ထားရတဲ့အရာတွေအများကြီးရှိတယ်ဆိုတာလည်းသိရှိနိုင်မှာဖြစ်ပါတယ်။ ဟိုလိုင်းမျိုးတွေအားလုံးပဲဒီဘလူးမန်တွေ့ရမှသူကတော့အမှုပညာရှင်တွေကတယောက်ဖြစ်တဲ့ကိုရန်ချမ်းနေနဲ့အမေရိကန်ပြည်တော်စုကိုတတိယနိုင်ငံရောက်ရှိပြီးတဲ့ခါမှာဘလူးမျိုးလုပ်ငန်းတွေကိုလှုပ်ဆောင်နေပြီးတော့ဘလူးမျိုးတွေထားရရှိလဲဆိုတာကတော့ဒီမှာတွေ့ရမှဖြစ်ပါတယ်။အဲ့ဒါကတော့အဲ့ဒီချိန်မှာတော့သိရတိုင်းပဲလေ။အလုံးလမ်းပေါ်ထွက်ကြတယ်။လူပညာရှင်တွေမှမဟုတ်ဘူးကျွန်တော်တို့မြင်တဲ့လောက်ကတော့ရှိသမျှလူပိန်ထဲမှာတော့တိတ်မပြေဘူး။အဲ့တော့ဒီလူအားလုံးကတသားတွေပဲတူတူပဲအဲ့ဒီကမှလူဒီကောင်တွေတော့လောက်ပြီနော်ဆိုတဲ့သဘောပါ။အဲအဲ့တော့ သတင်းဒီသတင်းမှာကျင်ညာတယ်ဆိုတာကြီးရယ်သူလည်းရုတ်တရက်ပေါ့နော်ကိုရှင်မှာဇာနီကိုစကျင်ညာတော့ကျင်ညာတော့ဟာဒါဆိုတော့ငါတို့လာတော့မယ်နဲ့တူရယ်ပေါ့နော်ဟိုလာကြမ်းလာအောင်တုံးစုထုံးတယ်အဲ့အချိန်တွေကအကုန်လုံးဇာနီတို့အဲ့သူ့အရင်သူပြီးရတာအဲ့နဲ့နောက်တရက်ကျတော့ကိုလည်းအဲအိမ်ကနေကြိုးထွက်ထားရင်တော့ကောင်းမယ်ဆိုတနေရာမသွားနေလိုက်တော့သတင်းမှာပါလာတာပဲတကယ်ချင်းနေပို့ရယ်ဆိုဒါတော့သူတို့ရဲ့လုံနေကြပါဘူးကျွန်တော်တို့ရှိတ်မှာလည်းဒီလိုမျိုးဟာတွေရှိခဲ့တာပဲဒီလိုပဲထုတ်တာပဲ အဲ့ကြလို့ရှိရင်ဒီဒီပက်တန်ပဲအားလုံးဖြစ်ကြရတာเนาะအခုဒီနှစ်လားပေါ့နော်ကျွန်တော်မှတ်မိသွားနှစ်လားပြီးမှာပဲဒါပုံမှန်ငါရပထမဆုံးအင်းဖြစ်ဟုတ်ကဲ့အဲ့တော့ creation စောနာပြောရဲဒီပုံမှန်မထွက်ခင်အင်းနေထွက်ပြီးတင်းရှင်ခဲ့တယ်ဘာအဲ့ဒီရာလေးကိုပြောပြလို့ရတယ်လောက်ဘလောက်ကတန်ဘလိုတွေတင်းရှင်ခဲ့ရလဲပြောပြအချိန်ကတော့ဟိုခက်တယ်ရေတော့လေးမဟုတ်ဘူးเนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ကရှေ့မှာ practice က covid ကရှိပြီးသားဟုတ်လားကိုဗစ်မှာလေဟိုကလေကျွန်တော်တို့မျိုးတွေဆွေးတွေဖြစ်တော့ အဲ့ဒီရောက်ရခတ်မှုကြီးကဒီအထိပါလာတော့စကျင်ညာလာအနက်ကားတို့ကိုနဲ့တူတယ်အနက်ကားတို့ပြီးတော့ဇာနီဇာနီပြီးတော့ကြားပေါက်ဆိုတော့ကျွန်တော်ကျွန်တော်တွက်တွက်လိုက်တဲ့အရာတော့လာတော့မယ်ပေါ့နော်အဲ့တော့ဟိုဒူဒူဒူတော့မဟုတ်အိတ်တလုံးကောက်ယူပြီးတော့ပထမတယောက်တည်းသွားမှာနော်ကြောက်ကဲမိန်းမနဲ့ကလေးလာတခုခုဆိုရင်ဘာမှမသိဘူးဆိုတော့အတနေရမှာပဲတော်နေပြီပေါ့နော်အဓိကတော့တည်နေနားဆွင့်ပေါ့တည်နေနားဆွင့်တော့ဒင်းတဲ့အချိန်ပဲပါလာတယ်အဲ့ချိန်မှာတော့ကျွန်တော်အိမ်မှာတော့မရှိတော့ဘူး အခုအဲထွက်လာခဲ့တယ်ပေါ့အကွာဟိုအခုဆိုရင်အမေရိကကိုရောက်တယ်ပေါ့နော်အကွာမြန်မာပြည်မှာဆိုရင်လည်းဒါဟိုအတိုင်းတာတစ်ခုထိအောင်မြင်နေတယ်ဟိုဟိုငွေကြေးပိုင်းပဲဖြစ်ဖြစ်ဒါဟိုပူစရာမလိုဘူးပေါ့နော်ကိုယ့်တိုင်းပြည်မှာကတော့အခုဒီတိုင်းတစ်ပါးကိုရောက်လာတဲ့အခါမျိုးမှာကျတော့အားလုံးအပြောင်းလဲတွေဖြစ်တဲ့အခါမျိုးမှာဟိုအခုဒီမှာရက်တည်နေရတဲ့အခြေအနေကရောဘယ်လိုများရှိလဲဘယ်လိုရှိလဲဆိုတော့ရောက်ရောက်ချင်းကျွန်တော်6လလောက်ပြီဘာမှဘာလို့ရမှန်းလဲမသိဘူးပြည်သလားဘယ်ကနေစကင်လို့ဘာကင်ဘာလို့လို့လောက်မှန်းမသိအားလုံးကတော့ ဟိုကို့မြန်မာနိုင်ငံသားတွေကတော့အများကြီးကူညီတယ်ဘာမစိုးကူညီကြတယ်ဘာလုပ်တဲ့နဲ့ကြံကြံပေးတယ်ဒါပေမဲ့ဘလို့ပေးပေးကျွန်တော်တို့ဘယက်ဆာမှမသိတဲ့ကိစ္စပေါ့နော်အဲ့ကြိုးစားနာလေးတွေကြုံများအားလုံးကားကားမောင်းကြတယ်ဟုတ်ကဲ့ကားမောင်းတာကြတော့ဟိုကို့ချိန်ကိုပိုင်တယ်လို့ခံစားရတယ်နော်ဟိုမဟုတ်ရင်အခြားတစ်ခုခုမှလုပ်တယ်ဆိုရင်ကျွန်တော်တို့လည်းမလုပ်တဲ့လုပ်ငန်းမကျွမ်းတာလည်းပါမယ်နောက်အချိန်မပိုင်တော့ဘူးလေနော်ကျွန်တော်ကရောက်ခါသားဆိုတော့နည်းနည်းအချိန်ပိုင်နေသေးတယ်ဆိုတော့တိုက်တဲ့တငယ်ချင်းမေးလိုက်အပြေးဖုန်းနဲ့အေးဟုတ်လို့ ငါတော့ဒီနေ့ဒီလိုဟိုလိုဒီလိုအားလုံးကောင်းမောင်းကြတာကွာဇာနီလည်းကောင်းမောင်းနေရတွေ့ရနော်အမေဇုန်ဖို့နေရတွေ့ရအထင်ပြေကြရမလားကိုပြေတယ်တော့အရင်တော့မပြေဘူးဗျကျွန်တော်တို့ဘယ်လိုပြောမလဲသူများတွေမေးလိုက်သူများ၁၀နာရီသူတို့၁၀နာရီလို့မောင်းနိုင်ကြတယ်လေတကယ်လဲအဲ့လောက်တော့မောင်းအာကျွန်တော်ကမမောင်းနိုင်သေးတော့ဟိုအနေတော်လေးပေါ့နော်ပြေပြေချင်းပေါ့ဒီအမေရိကပေါ့နော်ဒီနေ့တစ်ချိန်မှာဒီလိုအဖြစ်မျိုးနေပေါ့နော်ဟာဆက်အာနာရှိတယ်သူတို့ရောက်လာခဲ့တယ်အကိုအဲ့လိုမျိုးတွေးခဲ့ပါဘယ်ဆောင်မှမတွေးဘူး ်ကားမောင်မတွေ့ဘူးနေလာနေမယ်လို့တော့စိတ်မကူဘူးကားမောင်စိတ်မကူအဲ့လိုပြောတော့ကျွန်တော်ကျွန်တော်သားကျွန်တော်တငယ်ချင်းလိုပဲလေအ तू နဲ့တစ်ခါစီကထိုင်ပြောရတယ်ဖေအောင်လို့မသိတာလို့မင်းမင်းရဲ့ကံစားတာကြောင့်ငါတို့ရောက်လာတာလားဘလို့လဲတော့မသိငါတို့ဘောမှာတစ်ခါမှမစင်စားတာဘူးဒီနေ့အကူကတော့ဒီမှာပေါ့နော်ဒီတော့သူ့ပါလို့ဖေဖေအမျိုးရောက်လာဒါပေမဲ့ဒီဟိုသိတဲ့အတိုင်းမတာ set အနာသိင်းဟိုစန့်ကျင်ကြရင်လည်းအဲ့ဒီမှာဒါအကူတို့အဖွဲတဲ့အဆက်အဖွဲတဲ့ကကိုပြုတ်ပြတော့ဒါသိတဲ့ချမှတ်ခံလိုက်ရတယ် ဲ့ဒါနဲ့ပတ်သက်တော့အခုဘယ်လိုခံစားရလဲဆိုတော့ပြန်ပြောင်းနေလို့ပေါ့ကိုင်းမပြောင်းနေတယ်ကျွန်တော်တို့ကဟိုတချင်းဆိုကြမယ်ဆိုပြီးတော့အောက်ွက်လိုက်တဲ့နှစ်ကောင်လည်းမဟုတ်အဲအခုထားပါတော့ဒီဒီဒီ2010မှာဂျုံတာလည်းမဟုတ်တလန်းနေပေါ်အောက်နေဘေးစင်တိုင်းနေတူတူဆော့ဟဲ့လားတူတူဘာဘာလို့လို့တူတူလောက်လာကြတဲ့ဖြစ်နေတာပေါ့နော်ဒီအကျွဲတစ်ခုရောက်လာမှတာသူရွေးတဲ့လမ်းနဲ့ကိုရွေးတဲ့လမ်းမတူရဲအဲ့နှစ်ခုလေးမတူတာပဲရှိတယ်ပေါ့နော်အဲကျွန်တော်ကျွန်တော်တစ်ချိန်လုံးအများကြီးရှိကြတဲ့တကယ်ချင်းဆိုတော့ ပြောပြောမပြတ်တမ်းအောင်မပြောတတ်ဘူးကြာငါဘလောက်ကြီးခံစားပါလဲပြောတတ်ဘူးအဲဒါပေမဲ့တခုခုပေါ့နော်တခုခုပျောက်သွားတယ်လို့ခံစားရတယ်ကျွန်တော်တို့တော့ကော်လံမျိုးတွေအားလုံးမဒီဗရီမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့ MNDA ဟာတရုတ်ရဲ့ဖီးယားရောင်လာရှုမြို့ကိုပြန်လဲပေးလဲရပြီးတော့အခုလိုပဲနောက်တစ်ခုအနေနဲ့ကတော့မိုးကုတ်ကိုပြန်လဲရရှိဖို့အတွက်မေယောင်နိုင်အနေနဲ့တရုတ်ကိုတို့ရှုတောင်းပန်ပြီးတော့ TNL ကိုပြန်လဲပေးဖို့အတွက်တောင်းဆိုတဲ့နေရာနဲ့ပတ်သက်ပြီးတော့ဆရာကိုသိမ့်မြက်ကတော့ဘယ်လိုမျိုးသုံးသပ်တင်ပြထားလဲဆိုတာကို ကြည့်ရသေးတဲ့တော်လိုက်မှုတွေပြန်လည်မျှဝေပေးလိုက်ပါတယ်။သဘောထားဆိုတာလက်ရှိပါတယ်။ပြောရတဲ့စကားနဲ့တကယ်သဘောထားဟာတစ်ထပ်တည်းကြာတာလည်းရှိတယ်လို့အနည်းနဲ့အများဆိုလိုကွဲပြားကြတာတွေလည်းရှိတတ်ပါတယ်။ဘာကြောင့်အဲ့လိုဖြစ်တယ်လဲဆိုတော့အချင်းနေအချင်းခါကိုလိုက်ပြီးတော့စကားဆိုတာချိုတန်နာကိုချိုပြောပူတန်နာကိုပူပြောကြရတဲ့အတွက်ပါ။အဲ့ဒါကြောင့်ကျွန်တော်တို့လိုသတင်းသမားတွေတုံ့သက်သူတွေကသူပြောတဲ့စကားကဒီလိုသူ့သဘောထားကဒီလိုဆိုပြီးတော့ရှင်းပြနေကြရတာပါ အချက်လက်တွေနောက်ခံအဖြစ်ပြက်တွေနဲ့ဆက်ဆက်တွေးခေါ်ပြီးတော့ပြောကြအရရှင်းပြကြရတာပါနိုင်ငံရေးအဖြစ်ပြက်တွေကိုကြည်ကြတဲ့သူတွေမှလည်းမျက်မှန်တလက်စီတတ်ထားကြပါတယ်ဖြစ်နေတဲ့နိုင်ငံရေးအဖြစ်ပြက်တွေပြောနေတဲ့နိုင်ငံရေးစကားတွေကိုအဲ့ဒီမျက်မှန်အကူအညီနဲ့ကြည်ကြတဲ့အခါမှာမျက်မှန်စိမ့်တတ်ထားလို့ရှိရင်တရောကလုံးကစိတ်နေပြီးတော့မျက်မှန်နီတတ်ထားလို့ရှိရင်တရောကလုံးနီနေတာမျိုးဖြစ်တတ်ကြပါတယ်သူတို့ကိုယ်ပိုင်မျက်မှန်ရဲ့မူလအယောင်ကလည်းရှိပြီးသားဖြစ်တယ်လို့ဘေးကလူတွေက သူတို့မျက်မှန်ပေါ်မှာအစိမ်းရောင်ထပ်တုပ်သွားတာအနီရောင်ထပ်တုပ်သွားတာမျိုးတွေလည်းရှိတတ်ပါတယ်ကျွန်တော်ဥပမာကိုထပ်ပြီးတော့ရှင်းပြရမယ်ဆိုလို့ရှိရင်တော့လူတွေမှာကိုယ်ပိုင်နိုင်ငံရေးအတွေ့အခေါ်ဓာတ်ခံနေကိုစီရှိနေတတ်ကြပါတယ်တခါတလေမှာအဲ့ဒီနိုင်ငံရေးအတွေ့အခေါ်သာမကဆွဲလန်းနေလဲရှိနေတတ်ကြပါတယ်အဲ့ဒါအပြင်မှာဘေးလူတွေကကိုယ်နိုင်ငံရေးအမြင်အပေါ်မှာထက်ဆက်အယောင်ဆိုးသွားကြတာတွေလည်းရှိတတ်ကြပါတယ်အဲ့ဒီတော့တခါတလေမှာအဖြူကိုချပြထားပေမဲ့ အစိမ့်လို့မြင်ကျင်တဲ့သူတွေကမြင်နေကြပါတယ်။အနီလို့မြင်ကျင်တဲ့သူတွေကမြင်နေကြပါတယ်။ဥသိမ့်မြတ်ဗီဒီယိုတွေကိုအစအဆုံးနားမထောင်မနဲ့ဥသိမ့်မြတ်ကိုစစ်ကောင်စီလူပါလို့ထင်တဲ့သူတွေတောင်မှရှိကြပါသေးတယ်။ဘာလို့အဲ့ဒါလို့ထင်တယ်လဲဆိုတော့သူတို့ရဲ့ဆရာကြီးတွေကအဲ့ဒါလို့ပြောလို့ပါ။သူတို့ရဲ့ဆရာကြီးတွေကဘာလို့အဲ့ဒါလို့ပြောတယ်လဲဆိုတော့သူတို့ရဲ့အားနည်းချက်တွေကိုဥသိမ့်မြတ်ကထောက်ပြဝေဖန်နေလို့ပါ။ဥသိမ့်မြတ်ရဲ့ဗီဒီယို၁၀ခုလောက်ကိုပဲအစအဆုံးကြည့်ဘူးတယ်ဆိုလို့ရှိရင်ဥသိမ့်မြတ်ဘာဆိုတာကောင်းကောင်း သိနိုင်ပါတယ်ကြည့်လဲပါနားထောင်လဲပါအချက်လက်နဲ့ဝေဖန်နိုင်ပါတယ်သူများပြောတဲ့ကိုကြားတာနဲ့ဝေလေလေလိုက်လုံနေမယ်ဆိုလို့ရှိရင်တော့ရာသက်ပံလူအားကြီးတွေဖြစ်သွားတတ်ပါတယ်ဆရာကြီးတွေကရေတောက်ပြီးမူးပြလို့ချက်ကြီးကလည်းရေတောက်ပြီးမူးရတယ်ဆိုတာမျိုးမဖြစ်ကြပါစေနဲ့ TNL ကတလအတွင်းစီရေးနိုင်ငံရေးအခြေအနေကိုရှင်းပြမယ်ဆိုတဲ့ကတရုတ်ကြီးကျက်တဲ့ဆွေးနွေးပွဲဟာဒီသတင်းစာရှင်းလင်းပွဲရဲ့အဓိကအကြောင်းအရာဖြစ်လိမ့်မယ်ဆိုတာကိုအားလုံးသိကြပါတယ် အဲ့ဒါကြောင့်ကျွန်တော်လဲလန်ဒန်ကနေပြီးတော့မနက်၄နာရီအချိန်ကြီးမှာအိယာကထပြီးတော့ဒီသတင်းစာရှင်းလင်းပွဲကိုတက်ဖြစ်အောင်တက်ခဲ့ပါတယ်ထိုင်းချီဆိုင်ကျွန်တော်တို့မီဒီယာအဖွဲ့ဝင်တဦးတက်ရောက်ပြီးသားဖြစ်ပေမဲ့ကျွန်တော်အနေနဲ့နားနဲ့ကိုယ်တိုင်ကြားကျင်လို့တက်ဖြစ်အောင်တက်ခဲ့တာပါတီအတလီနဲ့စစ်ကောင်စီရဲ့ဆွေးနွေးပွဲကဘာသဘောတူညီချက်မှမရဘဲနဲ့ရပ်သွားပါတယ်ဘာကြောင့်ရပ်သွားတယ်လဲဆိုတော့တစ်ဖက်နဲ့တစ်ဖက်ရဲ့တောက်ဆိုချက်တွေဟာမိုးနဲ့မြေပမာအလန့်ကွာဝေးလွန်းတဲ့အတွက်ဖြစ်ပါတယ်တီအန်အယ်ရဲ့တောင်းဆိုချက်ကလက်ရှိ စစ်တပ်တွေရောက်နေတဲ့နေရာတိတ်ထားတဲ့နေရာတွေမှာပဲရှေ့မတိုးနောက်မဆုတ်ဖက်နဲ့အပြစ်ခတ်ရက်ဆဲကြရမယ်။အဲ့ဒါကပထမအချက်။ဒုတိယအချက်ကလေရင်နဲ့ဘုံကျတာတွေလက်နက်ကြီးနဲ့ပစ်တာတွေကိုရက်ပေးရမယ်။တတိယအချက်ကတော့ဒေသခံပြည်သူတွေသူတို့ရဲ့စားဝတ်နေရေးအတွက်လွတ်လွတ်လပ်လပ်သွားလာတာရောင်းဝယ်ဖောက်ကားတာတွေကိုခွင့်ပြုရမယ်ဆိုတဲ့အချက်တွေပါ။စစ်ကောင်စီဘက်ကတောင်းဆိုချက်ကတော့နောက်ချိုးကြောင်မဲ့တီဘောမိုးမိတ်မိုးကုတ်မျိုးတွေကိုပြန်ပေးရမယ်ဆိုတဲ့အချက်ပါ။ TNL ရဲ့တောင်းဆိုချက်ကိုအရင်သုံးသပ်ကြည့်ကြပါစို့။ အပြစ်ခတ်ရက်စရေးဆွနေကြတဲ့အခါမှာရောက်တဲ့နေရာမှာရက်ပြီးတော့အပြစ်ခတ်ရက်ကြတာဟာထုံးစံမှာအဲ့ဒီထုံးစံအတိုင်းရက်တည်ပြီးတော့တောက်ဆိုနေတာပါဒုတိယအချက်လေးရနဲ့လက်နက်ကြီးနဲ့မပြစ်ခတ်ရဘူးဆိုတော့တောက်ဆိုချက်ကိုဘာကြောင့်တောင်းနေတယ်လဲဆိုတော့ပြစ်နေလို့တောင်းဆိုနေတာပါတတိယအချက်ကတော့တရုတ်ကိုပါတောင်းဆိုတဲ့သဘောတက်ရောက်ပါတယ်စစ်ကောင်စီဟာစစ်မြေပြင်မှာစစ်ရှုံးလို့ထွက်ပြေးကြရတဲ့သူတွေပါသူတို့မှာတခြားတော်လှန်ရေးအဖွဲ့တွေအထက် တာရာဆိုလို့လင်းပြန်တဲ့ဘုံတွေပိုက်နေတာပဲရှိပါတယ်ဒါတွေကတော့ပြည်သူ့ဘာသာကိုအပိုင်စီထားတဲ့သူတွေမို့လို့အဲ့ဒါလိုအသာစီးရပိုက်ဆိုင်နေကြတာပါအဲ့ဒီလင်းတွေဘုံတွေရှိပေမဲ့လည်းမြေပြင်စစ်တပ်ဖြစ်တဲ့အခါမှာစစ်ကိုနိုင်အောင်တိုက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးစစ်ကိုနိုင်အောင်မတိုက်နိုင်လို့ရှိရင်မင်းတို့ပြည်သူတွေကိုဘုံကျဲတယ်ကွာဆိုပြီးတော့ကျဲနေတာပါအဲ့ဒီလိုရကိုကြည့်လို့ရှိရင်ပြည်သူတွေအပေါ်ဘယ်သူကဘယ်လိုသဘောထားတယ်လဲဆိုတာကိုအထင်ရှားတွေ့မြင်နိုင်ပါတယ်စစ်ကောင်စီကပြည်သူကိုရန်သူလို့မြင်ပါတယ် ပြည်သူကို TNL ဘက်တော်သားတွေလို့မြင်ပါတယ် TNL ကလည်းပြည်သူတွေကိုသူတို့လူသူတို့ပြည်သူလို့မြင်ပါတယ်တကယ်လို့သာပြည်သူကိုစစ်ကောင်စီရဲ့ပြည်သူတွေကို TNL ကသဘောထားမယ်ဆိုလို့ရှိရင်မင်းတို့ပြည်သူကိုမင်းတို့ဘာသာတတ်တာပဲတတ်လေငါတို့လည်းဘာဆိုင်တယ်လဲလို့ပြောမှာပါစစ်ကောင်စီကလည်းပြည်သူကသူတို့ရဲ့ပြည်သူလို့သဘောထားရင် TNL ကိုမကျေနပ်တာနဲ့ပြည်သူကိုဘုံကျဲတဲ့အလုပ်မျိုးကိုလုပ်မှာမဟုတ်ပါဘူးအခုတော့ပြည်သူကိုတတ်နေတယ်ဘုံကျဲနေတယ်ဆိုတာကအဲ့ဒီပြည်သူတွေကသူတို့ကိုစစ်တိုက်နေလို့ ဘုံကျဲနေတာမျိုးမဟုတ်ပါဘူး TNL ကိုအကြက်ကန်နေတာပါမင်းတို့ကငါတို့တောင်းဆိုတာတွေကိုမလိုက်ရောရင်မင်းတို့ပြည်သူတွေကိုဘုံကျဲမှာပဲအဲ့ဒါလို့လုပ်တာမခံချင်ရင်ငါတို့အလိုကိုလိုက်ရောရမယ်လို့အကြက်ကန်နေတာပါအဲ့ဒီသဘောထားကိုညီနောင်သုံးဖို့နဲ့စစ်ကောင်စီရဲ့ဆော့ဆော့ပိုင်းဟိုက်ကင်းဆွေးနွေးပွဲတွေမှာဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကပြောင်းထုတ်ပြောခဲ့မှုပါတယ်ငါတို့မဟုတ်ချိုးရရင်နေတိုင်းလာဘုံကျဲလို့ရတယ်လို့ပြောတာပါ အတိတ်ပဲကတော့ရှင်းပါတယ်ငါတို့မအုပ်ချုပ်ရင်မင်းတို့လည်းမအုပ်ချုပ်နိုင်စေရဘူးငါတို့မစားရင်မင်းတို့လည်းမစားစေရဘူးမစားရတဲ့အမဲကိုတဲနဲ့ပက်မယ်လို့ပြောနေတာပါပဲစစ်ကောင်စီရဲ့တောက်ဆူချက်ကိုကြည့်ကြအောင်ပါနောက်ချိုကြောင်မဲ့တီဘောမိုးမိတ်မိုးကုတ်မျိုးတွေကိုပြန်ပေးရမယ်ဆိုတော့တောင်းတာကမများလွန်ဘူးလားသူတို့ဟာကကလေးတွေကစားပွဲမှာရှုံးလို့ငါအိုးဘုတ်ပြန်ပေးဆိုပြီးတော့ငိုတောင်းနေတာနဲ့တူနေပါတယ် export license လာလျှောက်တဲ့ထင်လို့များအတောင်ကျန်းနေတာလားလို့တောင်မှတွေးစရာရှိပါတယ် စစ်ရှုံးလို့ထွက်ပြေးပြီးတော့ပေးလိုက်ရတဲ့နေရာတွေကိုအခုလိုအတင်းပြန်တောင်းနေတာဟာတရုတ်အားကိုနဲ့တောင်းနေတယ်ဆိုတာထင်ရှားပါတယ်တိတိချာချာတွေးကြည့်ရင်တော့ဗိုလ်ချုပ်ကြီးတွေဖြစ်ပါရဲ့နဲ့စစ်မနိုင်လို့ပေးလိုက်ရတဲ့နေမျိုးကိုသူတို့ဘာအားကိုနဲ့ပြန်တောင်းရတယ်ဆိုတာတော်တော်ရှက်စရာကောင်းပါတယ်ဒါပေမဲ့လည်းမရှက်ဘူးလားလို့သွားမေးရင်ငါတို့စစ်အုပ်စုရဲ့အဘိဓာမှာရှက်တယ်ဆိုတဲ့ဟောဟာတာမရှိဘူးလို့တောင်မှပြန်ဖြေကောင်းဖြေပါလိမ့်မယ်ဒါပေမဲ့တရုတ်ရဲ့ဖီအားကတိတ်ကြည့်ပါတယ်တရုတ်ကလည်းစစ်ကောင်စီလုတ်တယ်လို့ပဲလူလူကိုပဲဖီအားပေးတာပါ ကိုပြည်သူမဟုတ်တိုင်းဟိုလူကဝင်နှိပ်ဆက်ဒီလူကဝင်နှိပ်ဆက်လုပ်နေတယ်လို့ဆိုရမလို့ပါပဲတရုတ်ရဲ့ဖိအားတိတ်ကြီးနေတယ်ဆိုတာကိုသတင်းစာရှင်းလင်းပွဲမှာ TNL ကပုံမွေလဲလဲမဲထုတ်ပြပါရတယ်။သတင်းနောက်တွေကထက်ခါထက်ခါမေးတဲ့မေးခွန်းတစ်ခုကလားရှုပ်ကိုပြန်ပေးလိုက်ရတယ်လို့အခုမိုးမိတ်မိုးကောင်းကြောင်မဲနောက်ချိုတီဘောတို့ကိုရောပြန်ပေးရနိုင်တယ်လားဆိုတာပါ။ဒါနဲ့ပတ်သက်ပြီးတော့ဘုံမူကြီးတာပန်လှပြန်ဖြေတဲ့အဖြေရောလွေးရည်ဦးဖြေတဲ့အဖြေရောကအတူတူပါပဲ။ တကယ်လို့စီကောင်စီကဒီလှရှုမျိုးမှာပြန်မလဲအာအုပ်ချုပ်တလိုမျိုးအာမြို့ငါမြို့ကိုပြန်လဲကမ်းလှမ်းလာရင်ကျမတို့ကလက်ခံပါလားဆိုတဲ့ဟာကတော့အာဖြေချခြင်းတော့ကတော့အလက်ရှိအချင်းဒီဒီတောက်ဆုံချက်ကကျမတို့ဘက်ကအာသဘောတူတာမျိုးမရှိသေးပါဘူးအာသဘောတူညီမှုမရရှိတဲ့အတွက်ကြောင့်ဒီဆွေးနွေးပွဲကအာပြီးဆုံးသွားတာဖြစ်ပါတယ်အာမဟုတ်ပေးနိုင်မလားဟာပေးပေးနိုင်မလားဘာလဲမျိုးတော့လောဆယ်အဲ့ဒီမျိုးမရှိသေးပါဘူး အခုလောလောဆယ်မှာတော့စုပ်ခွာပေးဖို့မရှိသေးပါဘူးဆိုတဲ့သဘောမျိုးကိုပဲနှစ်ယောက်စလုံးကပြောပါတယ်အခုလောလောဆယ်တော့အခုချိန်မှာတော့ဆိုတဲ့စကလုံးကိုအမြဲခံပြီးတော့ပြောပါတယ်အဲ့ဒီပြောစကားကဘာကိုဖော်ပြတယ်လဲဆိုတော့သူတို့ဟာသိပြီးတော့ယုံကြည်ချက်ခိုက်ခိုက်မာမာမရှိဘူး confident မဖြစ်ဘူးဆိုတာပါပဲအခုလောလောဆယ်တော့မပေးဘူးလို့ပြောတာဟာတရုတ်ဖီအားသိကြည့်နေတယ်နောက်မှပေးခြင်းပေးရနိုင်တယ်ဆိုတဲ့သဘောမျိုးတက်ရောက်နေပါတယ်အနေဆုံးစစ်ကိုပြောရမယ်ဆိုလို့ရှိရင်တော့မပေးမဖြစ်အောင်ဇွတ်အတင်းဖီအားပေးမှာကို သူတို့ကစိုးရိမ်ပူပန်နေတယ်ဆိုတော့အချက်ပါပဲလုံးဝမပေးဘူးဘယ်တော့မှမပေးဘူးအသက်နဲ့လဲပြီးတော့ကာကွယ်သွားမယ်ဆိုတာမျိုးသူတို့ ပြက်ပြက်သားသားတင်းတင်းမာမာမပြောပါဘူးအဲ့ဒါလိုမပြောတာဟာသူတို့စိုးရိမ်ပူပန်နေလို့ယုံကြည်မှုမခိုင်မာလို့ confident မဖြစ်လို့လဲပါပါလိုက်ပဲတခြားအကြောင်းတစ်ခုကတော့အခုသတင်းစာရှင်းလင်းပွဲကိုတရုတ်ကလည်းကြည်နေမှာပါပဲဒီတော့သူတို့တိတ်ပြီးတော့တင်းတင်းမာမာပြက်ပြက်သားသားပြောလိုက်လို့ရှိရင်တရုတ်ဖီအားကိုပို့ပြီးတော့ရင်ဆိုင်ရမှာစိုးရိမ်လို့လည်းဖြစ်နေမှာလား အခုလို TNL ကသတင်းစာရှင်းလင်းပွဲလုပ်တာဟာပြည်သူကိုသတင်းချက်လက်ပေးတယ်ဆိုတာထက်ပိုပါတယ်ပြည်သူကိုတိုင်တက်နေတာပါပြည်သူရဲ့ထောက်ခံအားပေးမှုကိုတောင်းနေတာပါပြည်သူရဲ့အကူအညီကိုတောင်းခံနေတာပါနောက်တစ်ပိုင်းဆက်ပြောပါအောင်မယ်ပြောစရာတွေကတော်တော်ကြံနေပါသေးတယ်အဓိကပြောဖို့ကြံနေတာကတော့မီဒီယာတွေတကသတင်းဖြစ်နဲ့မထုတ်ပြန်ကြတဲ့ TNL ရဲ့သဘောထားကိုထင်ဟပ်တဲ့စကားတချို့ပါ TNL ရဲ့သဘောထား TNL ရဲ့ရည်တည်ချက်ကိုမြင်နိုင်လောက်တဲ့ဇာတ်တွေကိုသတင်းစာရှင်းလင်းပွဲတွေမှာထုတ်ဖော်ပြီးတော့ပြောသွားပါတယ် ဒါပေမဲ့အဲ့အရာတွေကသတင်းဖြစ်တယ်တက်မလာပါဘူးအဲ့အရာတွေကိုနောက်တစ်ပိုင်းမှာဦးစားပေးပြီးတော့သုံးသက်တင်ပြပေးမှာမို့ဆက်ပြီးတော့ကြည့်ကြပါဦးစောင့်မျှော်ကြပါဦးလို့ပန်ကြပါရခင်ဗျာအဲအားလုံးပဲဒါလေးကတော့ဆရာကိုသိမြက်ကနေပြီးလက်ရှိ TND ရဲ့နေသားတစ်ခုကိုပြောသွားဖြစ်ပါတယ်။ online မျိုးတွေအားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့ဒါဖြစ်ရတဲ့ကျွန်တော်ရဲ့ Gojet Production Channel လေးကိုလည်း like and subscribe ထားရင်လည်းပဲအဲ့လိုမျိုးဗီဒီယိုတော့ရရှိပြရဖြစ်ပါတယ်။ online မျိုးတွေအားလုံးပဲငလင်ပေးနဲ့မယေးပေးတယ်မှာအများဆုံးကင်းဝေးကြပါစေလို့ဆက်မှန်ဆုတောင်းပေးလိုက်ပါတယ်။